26နှစ်ပြည့်သူအသက်ရွယ်ဆိုအဲ့လိုငယ်ငယ်လေးပဲဖြစ်ချင်တော့ဘူးပြည့်နောက်ပိုင်းကျရင်အဲ့လိုလေအဲ့တော့30ကျော်တည်းကမိထားလိုက်ပြီဒီနေ့ကတော့ချစ်စရာကောင်းတယ်ကျွန်တော်ရဲ့မွေးနေ့အလှလေးပေါ့လေခလေးအတွက်ဆိုတာတည်းကိုတထောက်တနေရနေပြီးတော့တစ်ချိန်တကဏလေးပါဝင်လှူဒန်းဝင်ရတော့ခါကျတော့ကျွန်တော်လည်းဝမ်းသာပီတိဖြစ်ရတယ်ပြောကျွန်တော်မွေးနေ့အလူလေးမှာဒီကလေးတွေဆိုလို့ရှိရင်ကလေးတွေကဥမာရွတ်ကြဆိုကြအဖော်ရွေတယ်ပြီးတော့အဲ့လိုလေးချစ်စရာကောင်းတယ်ပေါ့ 56နှစ်အပြည့်သူအသက်ရွယ်ဆိုအဲ့လိုငငယ်လေးပဲဖြစ်ချင်တော့ဘယ်လိုပြောနောက်ပိုင်းညာအဲ့လိုလေအဲ့တော့30ကျော်တည်းကမိထားလိုက်ပြီဒီနေ့ကတော့ဒါချစ်စရာကောင်းတော့ကျွန်တော်ရဲ့မွေးနေ့အလှူလေးပေါ့လေဟုတ်ကဲ့ဒီနှစ်ဆိုလို့ရှင်ဟောလောက်ရှိပြီတဲ့လေအဲ၄နှစ်၅နှစ်လောက်လို့ရှိပြီတဲ့အဲ့လိုဒီဒီခါကျလို့ရှိရင်ကိုလှူမဲ့ရက်နဲ့အဲ့လိုတိုက်နေတာတော့ပါဆိုရင်တခြားနေရာကိုရွှေ့သွားရတာရှိတယ်။အခုနောက်ပိုင်းကျတော့မတိုက်တော့ဘူး။သူတို့ကတစ်ချိန်ချိန်တော့ကိုယ့်အတွက်ခြံထားပြီးအဲဒီနေ့ ကျွန်တော်ရေမွေးနေ့ဆိုရင်အဖုံးလန့်ဆက်တယ်အာကိုစစ်နိုင်လှူမှာလားလှူမှာပေါ့ဆိုတော့ဒီနေ့ကအနေဆုံးမဟုတ်တော့အအောင်ဆုံးလေးလှူဖြစ်သွားတာပေါ့ဖုံးဖုံးတော့အဲ့ပြီးတော့ဝိထုငွေပေါ့အဲ့အလိုလေးပေါ့ဟိုကိုကိုနိုင်တဲ့လောက်လေးဆိုတာထက်ဒီမှာလိုအပ်တဲ့ဟာသေးလောက်ပဲပေါ့လေဒီမှာအများကြီးလည်းမဟုတ်ဘူးနိုင်တယ်လှူတာတန်းတာလည်းတိတ်ပြီးတော့ဟိုမှာမဖြစ်ဘူးဆိုတော့အခုဒါအအောင်ဆုံးလေးလှူတယ်ဖုံးကြီးနေဆွန့်ကတ်တယ်ပြီးဝိထုငွေကတ်တယ်ကျန်တာ၃ညနာ၃ညအဲ့လိုမျိုးပေါ့ဟုတ် ကျွန်တော်ကအများအတိုင်းဒီဟိုအများဆုံးလှူပြတာပေါ့လေဒီအကြောင်းပြည်နာဘုံရင်ရင်ဘုံရင်စာတင်ကြောင်းလိုက်ဆိုတော့ဟိုဘယ်လိုလဲဆိုတော့ဒါကခလေးအတွက်ဆိုတာတည်းကိုတထောက်တနေရနေပြီးတော့တချိန်တကဏလေးပါဝင်လှူဒန်းဝင်ရတော့ခါကျတော့ကျွန်တော်လည်းဝမ်းသာပီတိဖြစ်ရတယ်ပြီးတော့ကျွန်တော်မွေးနေ့အလှူလေးမှာဒီခလေးတွေဆိုလို့ရှိရင်ခလေးတွေကဥမာရွတ်ကြဆိုကြအဖော်ရွေတယ်ပြီးတော့အဲ့လိုလေးချစ်စရာကောင်းတယ်ပေါ့အတွက်လှူရတာလေးပီတိဖြစ်နောက်ဆိုရင်ကိုဒီထက်မှကလည်းအများကြီးလှူချင်တာပေါ့ဒီလိုတစ်ချိန်တည်းမဟုတ်ဘဲနဲ့ ဟိုမှာတလားစားပြည့်ပြည့်တနှစ်စားပြည့်ပြည့်အဲ့လိုလှူနိုင်တန်းနိုင်တဲ့အဲ့လိုနေထားလေရအောင်စူးစမ်းအောင်ပါဟုတ်တလန်းတွဲဟိုမှာမန်းလေးမှာရိုက်ကူးနေတာရိုက်ကူးပြီးတော့အဲ့နဲ့မွေးနေလှူလေးလေးရှိတယ်ပြီးတော့တခြားဟာလေးလည်းဒီမှာလှုပ်ဆရာရှိတဲ့ခါကျတော့ပြန်လာခဲ့ရတော့ဟုတ်အဲ့ဒါနဲ့ဖုံးမွေးနေကိုချက်ချင်းမင်းရစေနာဤခွဲဒီနေစွန်းလှူဖို့စဉ်းစားထားရတယ်မဲ့တစ်ဖက်မှာလည်းမအားရနဲ့ဆိုတော့ကျွန်တော်အအောင်ဆုံးအောင်ပဲဦးစားပေးပြီးလှူပြတာ ျွန်တော်ကိုဆရာကိုရေးစစ်နိုင်မွေးနေ့မှာစပြီးတော့နောက်နှစ်ပေါင်းနှစ်ပေါင်းများစွာတိုင်အလုပ်တွေအများကြီးဆင်ပြေပါစေကျွန်တော်ပါစီချမ်းသာပါစေမိမမြမြရပါစေအဲ့စုကပထမဆုံးကျွန်တော်တို့ညီကိုတွေပေါ်လည်းအများကြီးချင်နိုင်ပါစေအဲဒီနေ့ကြာရောက်တဲ့မွေးနေ့ရစပြီးကျွန်တော်ကိုလုပ်ငန်းကံကံတွေဆင်ပြေပါစေအဲဘာပဲလို့လို့ထိတ်ဆုံးအောင်ရောက်ပါစေပြီးတော့ကျွန်တော်ညီကိုတွေကိုလည်းမိမရတော့ရင်လည်း ဒီထက်ပဲရေလိုပဲမလျော့တဲ့အချက်မျိုးနဲ့ချစ်ပေးပါလို့ပြောချင်ပါတယ်ခင်ဗျကိုကြီးစနိုင်ဘူးနေမှာစာပြီးတော့အမှုပညာလုပ်ငန်းတွေလည်းအများကြီးလုပ်ဆောင်နေမှာဒီအောင်မြင်တဲ့အမှုပညာပုံမှန်လည်းဖြစ်ပါသေးတယ်ညီကိုတွေပုံမှန်လည်းမမမမရက်တည်ပေးတဲ့အတွက်အခုကျေးဇူးတင်ပါတယ် ကျွန်တော်ရဲ့မွေးနေ့ကိုဒါနှစ်စင်းနှစ်တိုင်းဆူတောင်းပေးနေဆူတောင်းပေးကြတဲ့ကျွန်တော်ရဲ့ညီကိုမောင်တို့မှအမှုပြန်အတိုင်းဝန်းနေရပြိသက်တွေရောပြီးတော့အဲကျွန်တော်ရဲ့တငငချင်းအပေါင်းအသင်းမိတ်ဆွေ အားလုံးဒီနေရာနဲ့အထူးပဲကျေးဇူးတင်ရှိပါတယ်။ဘာပဲဖြစ်ဖြစ်ဒီ happy birthday အညီလေးရေကိုကြီးရေတငငချင်းရေလို့ဆိုရဲစကားလေးတွေကဟိုတစ်နှစ်မှတစ်ခါလောက်ကြုံဝင်ရတဲ့အခွင့်အရေးလေးပေါ့လေ။အဲ့အခွင့်အရေးလေးကိုဟိုအားဖြစ်ပေးကြတဲ့ကျွန်တော်ရဲ့အမျိုးတွေ ကျွန်တော်ရဲ့အမှုပညာညီကူမောင်မတွေအပေါင်းအသင်းမိတ်ဆွေတွေအဲပရိသတ်တွေအားလုံးဒီနေရာနေကျေးဇူးအထူးပဲတင်ပါတယ်ခင်ဗျာ